မွေဆိုင်တူဟာအမွေပစ္စည်းတွေကိုခွဲဝေမပေးခြင်းဟာတေသူလက်ရှိဖြစ်တဲ့ပစ္စည်းကိုမယိုးမဖြောင့်သောသဘောနဲ့အလွဲသုံးစားပြုလုပ်တဲ့ရသက်ကြီးပုံမှလေးရလေးနဲ့အကျုံးဝင်သက်ဆိုင်မှု ရှိပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LNP Group ဒီမှာတော့ဖန်ကတရားဆက်တော်ရှိနေဥောင်းတို့ဖြစ်ပါတယ်ကျွန်တော်လောကအနေနဲ့အများပြည်သူသိထားတဲ့ဥရဆိုင်ဒီဆိုင်များကို ဆွေးနွေးရဝင်ရရှိပါတယ်အဲ့တော့ဒီအကြောင်းအရာလေး ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးမျှဝေရပေးရခြင်းအကြောင်းကပေါ့နော်အမွေးဆိုင်တူဟာအမွေးပစ္စည်းတွေကိုခွဲဝေမပေးတဲ့အပေါ်မှာရာဇသက်ကြီးပုံမှ404 ਨੇ အေးယူဆောင်ရွက်လို့ရတယ်လို့ရှင်းနေတူဟာအကြံပေးခဲ့တယ်လို့သိရတဲ့အတွက်ဒီဗီဒီယိုဖိုင်လေး ਨੇ ဆွေးနွေးမျှဝေပေးရခြင်းဖြစ်ပါတယ်အဲ့တော့ရာဇသက်ကြီးပုံမှန်404မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်ပေါ့နော် ူတူဥဥသေးစဉ်ကကြံရိတ်ခဲ့တော့တဲ့တေသူဤလက်ရှိဖြစ်ပစ္စည်းဖြစ်ကြောင်းတိလျက်နှင့်၎င်းထိုပစ္စည်းသည် ဥပရိနေအညီလက်ရှိဖြစ်ခွင့်ရှိသူတူဤတဲ့လက်တော့မရောက်သေးကြောင်းတိလျက်နှင့်၎င်းတဲ့မိသူမဆိုထိုပစ္စည်းကိုတဲ့မယိုးမဖြောင့်သောသဘောဖြင့်အလွဲသုံးစားပြုလင်တဲ့သို့မဟုတ်မိမိဤပစ္စည်းအဖြစ်ပြောင်းလဲလင်တဲ့ထိုသူကိုသုံးနှစ်ထီထောင်တန်တစ်မျိုးမျိုးချမှတ်ရမည်ဖြင့် ဝေဒံလည်းချမှတ်နိုင်သည်လို့ပြဋ္ဌာန်းတာပါတယ်အဲ့တော့ရသတ်ကြီးပုံမှန်၄၄ပါ ပြဋ္ဌာန်းချက်ကိုတာမန်လူတွေနားလည်လွယ်အောင် အရက်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်လူတဦးသေသွားတဲ့အဲ့ဒီပစ္စည်းကတေသူရဲ့လက်ရှိဖြစ်တဲ့ပစ္စည်းဖြစ်တယ်ပေါ့နော်အဲ့ဒီပစ္စည်းဟာဥပရိနဲ့အညီဆက်ခံခွင့်ရှိသူ လက်ထဲကို မရောက်သေးဘူးဆိုတာကိုသိလျက်နဲ့သူတူဦးဟာပေါ့နော် သူပိုင်တဲ့ပစ္စည်းအဖြစ်ပြောင်းလဲမယ်ဒါမှမဟုတ်အလွဲသုံးစားပြုလုပ်မယ်ဆိုလို့ရှိရင် ီပုံမှာမြောက်ပါတယ်အဲ့လိုမျိုးမြောက်တယ်ဆိုလို့ရှိရင်သူ့ကိုထောင်တန်းသုံးနှစ်ထိချမှတ်နိုင်တဲ့အပြင်ပေါ့နော်ဝေဒံမှာချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်အဲ့တော့ဘုဗ္ဗ၄ရ၄ရပြဋ္ဌာန်းချက်ကဒီမှာလည်းမပြီးသေးပါဘူးဆက်ပြီးတော့ပြဋ္ဌာန်းပါတယ်ဘလို့ပြဋ္ဌာန်းထားသလဲဆိုရင်ထို့ပြင်တဲ့ထိုပစ္စည်းရှင်တည်ဆုံးစေအခါကတဲ့ပြမှုကျွလွန်သည်သည်တေသူဤဆေးအဖြစ်တဲ့နော်သို့မဟုတ်အရှိခံအဖြစ်ရှေခိုင်းခံရသူဖြစ်လေတဲ့ ိုသူကိုထောင်တန်း9နှစ်တိတိုးမြင့်ချထားနိုင်ပြီဆိုပြီးတော့ပြဋ္ဌာန်းထားပါလေအဲ့တော့ဆက်လက်ပြဋ္ဌာန်းထားတဲ့ဒုတိယပြဋ္ဌာန်းချက်ကပြဋ္ဌာန်းပို့ပြီးတော့ကြီးတယ်ပေါ့နော်ပြဋ္ဌာန်းကို တိုးမြင့်ထားပါလေဘာဖြစ်လို့လဲဆိုတော့ပိုင်ရှင်ရဲ့ပစ္စည်းကိုကာကွယ်စောင့်ရှောက်ပေးရမယ့်အလုပ်သမားတွေဟာကာကွယ်စောင့်ရှောက်ပေးဖို့ပြက်ကွက်တဲ့အပြင်ပေါ့နော်အဲ့ဒီပစ္စည်းကိုသူတို့ပိုင်တဲ့ပစ္စည်းအဖြစ်ပြောင်းလဲယူလိုက်တာပဲဖြစ်ဖြစ်အလွဲသုံးစားလုပ်တာပဲဖြစ်ဖြစ်ပြုလုပ်ခဲ့လို့ရှိရင် เนาะပုံမကြီးမာတဲ့ဖြစ်တံကိုသတ်မှတ်ထားခြင်းဖြစ်ပါတယ်အဲ့တော့ပုံမှ404ရဲ့ပြဋ္ဌာန်းချက်မှာမိသူမဆိုးလို့ပါတဲ့အတွက်ကြောင့်မလို့ပေါ့เนาะအမွေဆိုင်တဲ့သူရောမဆိုင်တဲ့သူရောဒီပြဋ္ဌာန်းချက်နဲ့အကျိုးဝင်သလားဆိုတဲ့ကိစ္စကဒွိဟဖြစ်ပေါ်ရာကိစ္စဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကသက်ဆိုင်ရာစီရင်ထုံးတွေကိုဆက်ပြီးတော့မှလေ့လာကြည့်ရပါမယ်အဲ့တော့ပထမဆုံးစီရင်ထုံးကတော့ 1969ခုနှစ်မြန်မာနိုင်ငံတရားစင်တုံးများစာ140ပေါ့နော်ဥညိုပါသုံးတဲ့ပြည်အောင်စုမြန်မာနိုင်ငံဒေါခင်ဦးအမှုဖြစ်ပါတယ်ဆုံးဖြတ်ချက်ကြောင်းလေးပဲပြောပါမယ်ဆုံးဖြတ်ချက်မှာဘယ်လိုပါတယ်လဲဆိုတော့ပေါ့နော်ရတ္တကြီးပုံမှန်404ရတဲ့ပြစ်မှုမှာကွယ်လွန်သူတူဦးဤပစ္စည်းကိုထိုးကွယ်လွန်သူနဲ့လုံးဝသက်ဆိုင်ခြင်းမရှိသည့် ။တစိမ့်တယံစာလူတူဦးကတော့၎င်းတဲ့နံပါတ်၁ချက်ပေါ့နော်။အလုံးဝဒီပစ္စည်းနဲ့မသက်ဆိုင်တဲ့တစိမ့်နဲ့။ကွဲလွန်သူဤဆရေတဲ့။သို့မဟုတ်အစေခံတူဦးကတော့၎င်းတဲ့။တစိမ့်တယံကပဲဖြစ်ဖြစ်ကွဲလွန်သူရဲ့ဆရေပေါ့နော်။ဒါမှမဟုတ်အစေခံကပေါ့နော်။ကွဲလွန်သူဤပစ္စည်းကိုတဲ့။မယိုးမဖြောင်းသောသဘောဖြင့်အလွဲသုံးစားပြုလုပ်သည့်အခါအပြစ်ပေးရန်ပြဋ္ဌာန်းတာသည့်ပုံမှန်တရားဖြစ်ပါတယ်။တစိမ့် ဒါမှမဟုတ်စရေးဒါမှမဟုတ်အစီခံကအလွယ်သုံးစားလုပ်ရင်နော်အပြစ်ပေးဖို့အတွက်ပြဋ္ဌာန်းထားတဲ့ပုံမှန်ဖြစ်ပါတယ်တဲ့။ကွယ်လွန်သူ၏ဆွေမျိုးများအနေဖြင့်တဲ့အမွေဆိုင်ဖြစ်ကြသည်ဟုဆိုကားတဲ့။အမွေထိန်ပစ္စည်းများကိုထိန်သိမ်းသည့်ကိစ္စတွင်အသုံးပြုရန်မဟုတ်ချေလို့ဆုံးဖြတ်ပါတယ်နော်။အမွေဆိုင်တွေကြားထဲမှာအမွေထိန်ထားတဲ့သဘောနဲ့ယူထားတဲ့ကိစ္စမှာဒီပုံမှန်ရရည်ယူဖို့မဟုတ်ပါဘူးတဲ့။နော်ဒါပရမစင်ထုံးဖြစ်ပါလေ။အဲ့တော့ဒုတိယစင်ထုံးကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါမယ်။ဒုတိယစင်ထုံးကတော့ 1989ခုနှစ်ပေါ့နော်မြန်မာနိုင်ငံတရားစင်တုံများစာ59ပေါ့နော်ဒေါ်တင်ညွန့်နဲ့ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အမှုဖြစ်ပါတယ်အဲ့တော့ဆုံးဖြတ်ချက်ကိုပဲကျွန်တော်ပြောပါမယ်ဆုံးဖြတ်ချက်မှာဘယ်လိုထည့်သွင်းပြီးတော့ဆုံးဖြတ်ထားသလဲဆိုရင်ပြည်မှုဆိုင်ရာဥပဒေပုံမှန်404ရပြည်မှုမြောက်ရန်တဲ့တေသူဤကြံရသောပစ္စည်းကိုတေသူနှင့်ညီတို့မြဆွေမျိုးတော်ဆက်ခြင်းမရှိသော သူတို့ဥကအဲ့ မယိုးမဖြောင့်သောသဘောဖြင့်အလွဲသုံးစားပြုခြင်းနဲ့သက်ဆိုင်သည်လို့ဆုံးဖြတ်ထားပါတယ်။အဲ့တော့တေသူနဲ့လုံးဝဆွေမျိုးတော်ဆက်ခြင်းမရှိတဲ့เนาะသစိမ့်တရံကအလွဲသုံးစားလုပ်ရင်ဒီပုံမှန်နဲ့သက်ဆိုင်တယ်လို့ဆုံးဖြတ်ခြင်းဖြစ်တယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်တတိယစင်ထုံးလေးကိုဆက်ပြီးတော့ကြည့်ပါမယ်။အဲ့တော့တတိယစင်ထုံးကတော့1984ခုနှစ်ပေါ့နော်။မြန်မာနိုင်ငံတရားစင်ထုံးများစာ80ပါ။ဦးမောင်မောင်နဲ့ပြည်တော်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော့ မှုဖြစ်ပါတယ်ဒီမှုမှာလည်းပဲကျွန်တော်တို့ဆုံးဖြတ်ချက်ကိုပဲကြည့်ပါမယ်အဲ့တော့ဆုံးဖြတ်ချက်မှာဘယ်လိုဆုံးဖြတ်ထားသလဲဆိုတော့ဗောနော်တိုင်လျှောက်သူတဲ့မောင်ကိုကိုကြီးဤတင်ပြထွက်ဆိုချက်များရာတဲ့ကွယ်လွန်သူဒေါ်ရွှေဤအမွေဘုံပစ္စည်းနဲ့ဆက်လင်း၍တဲ့ဒေါ်ရွှေဤမြစ်ဖြစ်သူဥမောင်မောင်နဲ့တဲ့မြေဝံဝဲဖြစ်သူမောင်ကိုကိုကြီးတို့အမွေကိစ္စအငင်းပွားမှုတည်းဖြစ်ကြောင်းပေါ်ပေါက်ပါတယ်နော်အဲ့တော့မြစ်ဖြစ်သူနဲ့ရေတဝံဝဲဖြစ်သူတို့ ကြားထဲမှာဖြစ်တဲ့အမှုဖြစ်ပါတယ်နော်အဲ့တော့အမွေဘုံပစ္စည်းတရက်နဲ့ဆက်လင်းပြီးတော့တဲ့အမွေဆိုင်တဦးပေါ်ပြစ်မှုဆိုင်ရာဥပဒေပုံမှန်အရအလွဲသုံးစားမှုမြောက်ရန်အကြောင်းမပေါ်ပေါက်နိုင်ပြီလို့ဆုံးဖြတ်ပါတယ်အဲ့တော့ဒီစင်တို့သုံးခုကိုကျွန်တော်တို့ပြန်ပြီးတော့ချုပ်မယ်ဆိုလို့ရှိရင်နော်ဒါကအမွေဆိုင်နေကြားထဲမှာဆွဲဆိုလို့ရတဲ့ပုံမှန်မဟုတ်ပါဘူးနော်သတိတရံနဲ့အစီခံတော်၎င်း နော်ဒါမှမဟုတ်လို့ရှိရင်စရိယတော်လကောက်အလွဲသုံးစားပြုလုပ်ရင်အရေးယူရတဲ့ပုံမှန်တည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဒီဆွေးနွေးပြဝေမှုကိုနှစ်ချုပ်ရမယ်ဆိုရင်အမွေဆိုင်တူဟာအမွေပစ္စည်းကိုခွဲဝေမပေးခြင်းဟာပေါ့နော်။တေသူရဲ့လက်ရှိဖြစ်တဲ့ပစ္စည်းကိုမယိုးမဖြောင့်သောသဘောနဲ့အလွဲသုံးစားပြုလုပ်ရင်အရေးယူလို့ရတဲ့ရာဇသက်ကြီးပုံမှန်၄၄နဲ့အကျုံးဝင်မှုမရှိပါဘူး။ကဲလို့အမွေဆိုင်ချင်းချင်းကြားထဲမှာ ဖြစ်ပေါ်တဲ့ကိစ္စဆိုလို့ရှိရင်တာမာအဖြစ်ဆိုရင်အမွေပုံစီမံခန့်ခွဲပေးစီလို့မှုတာဆွဲဆိုရမှာဖြစ်တယ်ပေါ့နော်တရားမမှုနဲ့ဆွဲဆိုပြီးတော့ဖြေရှင်းရမယ့်ကိစ္စမျိုးဖြစ်ပါတယ်ရာဇဝတ်မှုနဲ့ဆွဲဆိုရင်မရနိုင်ပါဘူးနောက်တစ်ပိုင်းမှာတော့ကျွန်တော်တက်ဆိုင်ရခေါင်းစဉ်လေးတည့်ရနေဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်